စာမဲတခါကနိုင်ငံအကြီးအကဲ၃ဦးကိုအထူးအခွင့်အရေးအနေဖြင့်နတ်မင်းကြီးကသူနဲ့တွေ့ဖို့အခွင့်အရေးပေးလေသည်ပထမနိုင်ငံအကြီးအကဲဖြစ်သူကနတ်မင်းကြီးခမညာကျွန်တော်ပြည်သူလူထုတွေကောင်းစားဖို့အရေးကျွန်တော်ဘယ်နဲ့စောင့်ရအောင်မလဲနတ်မင်းကြီးလည်းနေရန်ရှိ ပြက်ကရင်ကိုတစ်ချက်ကြည့်ကအင်းနေ့90လောက်တော့စောင့်ရလိမ့်မယ်ငါကောင်းပထမနိုင်ငံအကြီးအကဲခမညာစိတ်ပြက်ဝမ်းနေသွားသည်ဟာနေ့90ဆိုတော့ ကျွန်တော်အသက်ရွယ်နဲ့မမီနိုင်တော့ဘူးထင်တယ်။နမင်ကြီးလေဖြင်းင်းစွာကောင်းငင်ပြလိုက်ရင်ဟုတ်တယ်။မင်းမမီနိုင်တော့ဘူး။ဒီလိုနဲ့ဒုတိယနိုင်ငံအကြီးအကဲဖြစ်သူမှလည်းနမင်ကြီးခမညာကျွန်တော်နိုင်ငံကပြည်သူလူထုတွေအကုန်ချမ်းသာကြွယ်ဝပြီးကောင်းစားဖို့ဆိုရင်ဘယ်နဲ့စောင့်ရအောင်မလဲ။နမင်ကြီးကထုံးစံအတိုင်းနယံရှိပြက်ကရင်ကိုတစ်ချက်ကြည့်လိုက်ရင်မင်းနိုင်ငံကလူတွေအကုန်ချမ်းသာကြွယ်ဝပြီးကောင်းစားဖို့ဆိုရင်နှစ်တရာလောက်စောင့်ရလိမ့်မယ်။ဟာ ဒုတိယနိုင်ငံအကြီးအကဲဖြစ်သူဤအာမင်နစ်အတန်းဒါဆိုကျွန်တော်လည်းမမီတော့ဘူးပေါ့နာမင်ကြီးကောင်းကြီးပြလိုက်သည်ဒီလိုနဲ့တတိယနိုင်ငံအကြီးအကဲဖြစ်သူရှေ့ထွက်လာပြီးနာမင်ကြီးအားကျွန်တော်တို့နိုင်ငံကပြည်သူလူထုတွေချမ်းသာကြွယ်ဝပြီးကောင်းစားဖို့ဆိုရင်ရောကျွန်တော်ဘယ်နဲ့စောင့်ရအောင်မလဲနာမင်ကြီးခါတိုင်းလိုပြက်ကရင်အားခဏလေးတွင်းကြီးလိုမပြီးတော့ပြက်ကရင်အားဟိုလန်ဒီလန်ဖြင့်ဗျာများလို့နေသည်နဖူးမှလည်းဇောချေးများစိန်ထွားလို့ ချိန်နည်းနည်းကြာတော့မှစိတ်လျှော့လိုက်ပေါ်ဟန်ဖြင့်အဲမင်းနိုင်ငံကပြည်သူလူထုတွေချမ်းသာကြွယ်ဝပြီးကောင်းစားဖို့ဆိုရင်အကျွန်ုပ်နှမင်းကြီးတော်မမီနိုင်တော့ပြီနှမင်းကြီးပြောလိုက်သောစကားအားမောင်မင်းကြီးသားခမမကြားလို့လားမသိတတရနိုင်ငံအကြီးကဲဆိုသူရဲ့ညနာမှာတော့ဆက်ဖီဖီကြီးဖြစ်လို့နေပြီးနှုတ်မှလည်းကောင်းလေစွာကောင်းလေစွာဟူ၍ပီတိဖြာနေလေတော့သည်